စင်းတဲ့ကာလာလေးဖြစ်နေတော့လိုင်းဘုံမှာတည်င်းလေးလေးမပြောပြဘူးဟာဒီနေ့ကတော့2ရက်17လ2025ဘောနော်ဟိုဒါစီရေးတည်င်းလေးလေးကိုအဓိကကျွန်တော်သုံးသပြီးပြောကြပေးပါမယ်ဒါရှမ်းမြောက်တိုင်းဘွဲကြီးဒါအခုဆိုရင်တနတ်တန်နေညိတ်သက်သွားပြီပြီးတဲ့လောက်ဖြစ်သွားပြီပြီးတဲ့အကြောင်းရလဲအားလုံးတိပါပါလာလန်းလကိုင်းအဖွဲ့စည်းတွေကသူတို့နိုင်နေတော့ဘယ်တော့မှပြစ်မိပါမရက်ပါဘူးသူတို့ရှုံးသွားတဲ့တော့ ဒါအပြစ်ရတဲ့မြို့တွေလည်းပြန်ပြေးမယ်ဆိုတော့ဂရီကိုအနေနဲ့အဲဒီရှမ်းမြောက်တိုက်ပွဲတွေအဆုံးသတ်လိုက်တယ်ပေါ့ဒီအဆမ်းမြောက်တိုက်ပွဲအဆုံးသတ်လိုက်တာကရခိုင်ပြည်နယ်အတွက်အချက်ပြီးခေါင်းလောင်းထိုးလိုက်တာပဲရခိုင်ပြည်နယ်မှာလည်းဒါဒါမျိုးတော့ပြန်လဲတိတ်ကတိုက်ခိုက်သိမ်းပိုက်ပြီးတော့နိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုအောက်ကိုပြန်လဲသုံးသွင်းရမယ်မြို့နယ်တွေအများကြီးရှိပါတယ်လက်ရှိရခိုင်ပြည်နယ်အခြေအနေကလည်းအလုံးသိတယ်ပဲဘူးစီတော့မောင်းတော့တော့အေးထိုးမြနိုင်လို့အဖွဲ့ကစည်း ဒီမူကြီးစီဝါကန်ကထိန်းသိမ်းနိုင်မရှိတဲ့အတွက် ERS ေဒါတောင်းကျန်းစုဖွဲ့ကဒါပုံစံတော့မောင်းတော့မှာဝင်ရောက်တိုက်ခိုက်နေတာအားလုံးအသိပဲဖြစ်ပါတယ်အဲတာမန်အားဖြစ်တော့ဒါဘာမှမဖြစ်နိုင်ဘူးဆိုပေမဲ့ဒါကနိုင်ငံအတွက်အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်ရခိုင်ရေးကိုကျွန်တော်ကအရင်ဆုံးပြောကြားခြင်းဖြစ်ပါတယ်တော့ရခိုင်ပြည်နယ်မှာဟိုဝင်ပေါက်တွေရှိပါတယ် ရခိုင်ပြည်နယ်ကိုဝင်မယ်ဆိုရင်အမ်ဗရန်လန်းအပေါ်ကဆိုရင်အမ်ဗရန်လန်းပြီးအုတ်ချစ်ပင်တောင်ငူလန်းအောက်မှာဆိုရင် AI တန်းကဂွားချင်းဒလိနော်ဒါငတန်းချောင်းဂွားချင်းဒလိလန်းနော်ဒီလန်းတွေကနေဒါရခိုင်ပြည်နယ်ကိုဝင်ရောက်လို့ရပါတယ်အဲဒီနေရာမှာရှေ့တော့မြန်မာပြည်နေရာလဲအဲဒီဒီလန်းတွေကပဲရခိုင်ပြည်နယ်ကိုကြီးတဲ့တိုက်ခိုက်တင်းယူပါတယ်ဒါနဲ့လက်ရှိအခြေအနေမှာတော့ မတူတဲ့အချက်ရှိပါတယ်။ဘာလဲဆိုတော့ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေနောက်အရေးကြီးတဲ့အချက်ချကြားတဲ့မြို့ဖြစ်တဲ့ကြောက်ဖြူနောက်ထပ် မြို့တစ်မြို့ဖြစ်တဲ့မန်းအောင်ဒီနေရာ၃ခုကတပ်မတော်ရဲ့ကိုကဲမှုထိ ंछ ုံမှုအောက်မှာအပြည့်အဝရှိနေတာဖြစ်ပါတယ်။ပြောမယ်ဆိုရခိုင်ပြည်နယ်ကြီးတစ်ခုလုံးကိုဒါအေးထုံးမြင့်နိုင်တို့အဖွဲ့ကတိုက်ခိုက်သိမ်းယူနိုင်ခြင်းမရှိဘဲမြို့နယ်အချို့နော်မြို့နယ်တော်မှာမြို့တော်မဟုတ်ပါဘူးမြို့နယ်အချို့သိမ်းပိုက်ထားနိုင်တာပါ။အမျိုးတော်တို့တက်မတော်ကသာ တိမ့်ပိုက်ထားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကရခိုင်ပြည်နယ်မြေပြင်အခြေအနေအကြမ်းမြင့်ပေါ့နော်အကြမ်းမြင့်ခြေနေကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်လက်ရှိတိုက်ပွဲဖြစ်ပွားနေနေရတဲ့ကိုဆက်ပြီးပြောမယ်ဆိုရင်အမ်ဖရန်လန်ပေါ့အမ်ဖရန်လန်ပေါ်မှာဒါအားလုံးသိတဲ့အတိုင်းဒီကဘာလုံးနဲ့တောင်တဲ့စကန်နဲ့ဤတောင်စကန်အဲနေကစကန်ပေါ့နော်စကန်ကိုသူတို့ရပြီဆိုတော့လွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်ခရီးကနေကစကန်စကန်သူတို့ရပြီရပြီဆိုပြီးអော်ခဲ့တာပေါ့ဒါမြေပြင်မှာနေကစကန်ကိုအခုချိန်ထိ တိမ့်ပိုင်နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့နေကစကံကိုတိမ့်ပိုင်နိုင်ခြင်းမရှိဘူးနဲ့အေအာဒီအမ်ပရန်လမ်းပေါ်မှာဒီအင်အားကိုထောင်ချီအောင်ဖြစ်တင်တာလေ။ဒါချင်း PDF နဲ့ဗမာ PDF တွေပေါဝင်ဒါအေးလက်လက်ကိုင်းအဖွဲ့တွေဖြန့်ခွဲပြီးတော့အင်အားတထောင်ကျော်လှုပ်ရှားနေတဲ့နေရာ ဖြစ်ပါတယ်။သူတို့ဘက်ကနေကစကံကိုတိုက်ခတ်သိမ့်ပိုင်လို့မရဘူးဆိုပေမဲ့တစ်ဖက်မှာကျွန်တော်တို့မြမတပ်မတော်ရဲ့တပ်မတော်စစ်ကြောင်းတွေရာလဲနေရီကန်စခန်းကိုကုန်းလန်းနေတိုက်ရိုက် ထိုးဖောက်ဖို့ဆိုတာခက်ခဲသောအခြေအနေဖြစ်ပါတယ်အဲ့တော့ဟိုပြောမယ်ဆိုရင်တော့ဒီနေရာမှာတောင်းကျန်းသူကအင်အားအပြည့်အဝထုတ်သုံးပြီးဒီအန်းကိုကာနေတာဖြစ်ပါတယ်အကိအန်းမျိုးကိုကျွန်တော်တို့ကသိမ့်မယ်အန်းမျိုးထိတက်သိမ့်ဖို့တော့ရည်ရွယ်ချက်ရှိတယ်ဆိုရင်ကျွန်တော်အထင်ခမ်းမန်းဆိုရင်တော့နော်တက်မနှစ်မလောက်တက်ခိုင်တက်မနှစ်မလောက်လေ့ကျင့်ထားတဲ့နော်စနစ်တကျလေ့ကျင့်ထားတဲ့နော်စစ်တိုက်ဖို့လေ့ကျင့်ထားတဲ့တက်ခိုင်တက်မနှစ်မလောက်လူမဲလို့ အဲကျွန်တော်အနေနဲ့သုံးသပ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါအေးရဲ့ထောက်ပံ့ပူးဆောင်မှုလမ်းကြောင်းတွေကိုလည်းဖြတ်တောက်ဖို့လိုအပ်တယ်ရေဆိုင်ထားတဲ့တက်တီလည်းရေဆိုင်တက်ခိုက်မဲ့တက်တီလည်းလိုအပ်တယ်အဲ့တော့အဲဒါကြောင့်နှစ်မလောက်လိုအပ်တယ်လို့ကျွန်တော်ကအကြံပေးခံမှန်းတာဖြစ်ပါတယ်လက်ရှိအနေထားမှာအမ်ပတန်လမ်းမှာတိုက်ပွဲတွေရှိနေတယ်ဆိုလို့ဆိုပေမဲ့ဒါသူ့ဘက်ကလည်းနိုင်ငံစကောင်းမသိနိုင်ဘူးကိုဘက်ကလည်းဒါထိန်းထားတဲ့အဆင့်ထိုးစစ်ဆင်တိုက်ခိုက်တဲ့အဆင့်မရောက်သေးဘူးဆိုတော့ကျွန်တော်ကပြောလို့ပါတယ်အဲနောက်ထပ် လမ်းကြောင်းတစ်ခုကတော့အုတ်ချစ်ပင်တောင်ကုန်းလမ်းပေါ့နော်အဒီလမ်းပေါ်ကဒါမနေ့က0.666စကန်ကုန်းတပ်မတော်ပြန်လဲတိုက်ခိုက်သိမ့်ပတ်ပြီးတော့ဒါရှေ့ကိုဆက်ပြီးတွန်းနေတာရှိတယ်အဲဒီနေရာမှာလဲပေါ့နော်ဟိုဟိုရှမ်းမြောင်းနဲ့မတူတာပေါ့နော်ရခိုင်ပြည်နယ်ကရှမ်းမြောင်းနဲ့မတူတဲ့ချက်တွေကျွန်တော်တို့တွေ့ရတယ်ဒါပြီးရင်ကျွန်တော်သုံးသပ်ပြပါမယ်အဲ့တော့ပြန်လဲသိမ့်ပတ်ပြီးတော့ဒါဒီအုတ်ချစ်ပင်လမ်းအနေနဲ့သိမ့်မယ်ဆိုရင်တောင်ကုန်းကိုရင်သိမ့်ရမှာဖြစ်တယ်ဒီအမ်ဘရန်လမ်းပေါ်ကဆိုရင်အန်းကိုရင်သိမ့်ရမှာဖြစ်တယ် နောက်ထပ်ဂွ်ဂျိန်တလိတန်တွဲပေါ့နော်ဒါကတော့တန်တွဲကိုခြိတက်တိုက်ခိုက်မဲ့လမ်းကြောင်းဖြစ်ပြီးတော့ဒါဘေးနောင်မင်းရာကြီးစစ်ချီတဲ့လမ်းကြောင်းဆိုရင်လေကြီးကြောင်းရေကြောင်းကနေကြီးကြောင်းကနေပြည်ကူပြည်တဲ့ကြီးကြောင်းကနေစစ်ချီတဲ့ဘေးနောင်မင်းရာကြီးစစ်ချီတဲ့လမ်းကြောင်းဖြစ်တယ်။အဲအဲ့တော့လက်ရှိနေထားမှာ AI တိုင်းတွေကဆက်ဆက်ယူပေါ်မှာတိုက်ပွဲတွေထိထိတိုက်ပွဲတွေဖြစ်ပေါ်တာရှိတယ်။ဗရက်တွေအဲ့ဘက်မှာအင်အားတိုးလာတာကိုလေကျွန်တော်တို့ဒေသခံတွေကသတင်းပေးဖို့လာတာရှိပါတယ်။အဲ့တော့ရခိုင်ပြည်နယ်ကိုဟိုတပြန်လဲ တိုက်ခိုက်မယ်ဆိုရင်ဒီလမ်းကြောင်းကြီးသုံးကြောင်းပေါ်မှာအဲဘယ်ကောင်ကအဓိကစစ်ကြောင်းလဲဘယ်ကောင်ကရောင်ပြတွေလဲเนาะဒါတွေခွဲခြားပြီးတော့ဒီအင်အားအရာကြည့်မယ်ဆိုရင်ဒါဒီရန်သူဟာအင်အားမရှိဆိုရင်အင်အားဒီကာဖို့တွေသူအင်အား4000 5000လောက်ထမ်းခွဲထားတဲ့အနေထားမျိုးဖြစ်တယ်အဲ့တော့ဒီတိုက်ပွဲမှာသုံးဆွဲမယ်ခင်းရန်တန်ကြီးဘယ်လောက်လုံမှာလဲဒါတွေကကျူတင်ဖူလုံအောင်လှုပ်ဆောင်ထားဖို့လိုအပ်တယ်စက်သွေးလမ်းကြောင်းတွေကောင်းမွန်ကျန်လေ အင်အားဖြည့်ပြီးထိုးပေါက်တိုင်ဖို့လိုအပ်တယ်။ဒါောင်းနဲ့တစ်ဖက်မှာရခိုင်ပြည်ထဲမှာပြည်နယ်ထဲမှာစစ်တွေမျိုးလောက်ကနေနော်ပုံရကျွန်းလောက်ကိုကန်တက်တိုက်ခိုက်တာနဲ့တက်မတော်ရေရစွမ်းရည်ရလည်းရှိသေးတယ်။အဲ့တော့စစ်မျက်နှာဒီအားလုံးကိုခြုံကြည့်ပြီဆိုရင်အေအနေနဲ့လည်းနော်အေရခိုင်ရခိုင်အနေနဲ့ဒီငွေစီဝါခိုင်အနေနဲ့လည်းတဖက်မှာစေးရဘေးကျန်နေချက်ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ ARS လက်နက်ကင်အဖွဲ့တွေတောင်းကျန်းသူအဖွဲ့တွေကလည်း ဒါဘူးစီတော်နဲ့မောင်းတော်မှာရှိတဲ့နေဆက်စခန်းမှာရှိတဲ့အေးစခန်းတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုင်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီဘူးစီတော်မောင်းတော်မှာရှိတဲ့ဒီညိုးနယ်ထဲမှာရှိတဲ့အေးစခန်းတွေကိုအေးအပြည့်အဝကာကွယ်နိုင်ရင်မရှိသလိုပြည့်အဝထိန်းချုပ်နိုင်ရင်မရှိတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါကိုကြည့်ချင်းအဖြစ်ဒီအေးငွေစီဝါကိုင်းနေနေလဲဒါစေးရဘေးကျန်နိုင်ချက်ဖြစ်နေတာကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ဒါရခိုင်ပြည်နယ် အစီအခြေအနေပါဒါနဲ့ကျွန်တော်တို့အနေနဲ့ရခိုင်ပြည်နယ်ကိုတကယ်တိုက်ခိုက်သိမ်းပိုက်မှုစီစဉ်ရမယ်ဆိုရင်စီစဉ်ရှိတယ်ဆိုရင်ဒါမစိုးမဖို့အင်အားလုံးနေတော့လုံးလို့မရအောင်သိကြတယ်ဒီကောင်အင်အားဖြစ်တင်းထားတာသိကြတယ်အဲ့တော့အပြင်းထန်ဆုံးဆောင်ရွက်ဖို့လိုအပ်ပါတယ်ကြီးရည်လီထိုးစစ်စင်နိုင်စင်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ရခိုင်စစ်မြေနာအခြားစစ်မြေနာနဲ့မတူဘဲရေချောင်းထိုးစစ်ပါစင်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကြီးတက်တွေရေတက်တွေလေတက်တွေကြီးရည်လီစစ်စစ်ပူးပေါင်းစစ်စင်ကြီးကဒီနေရာမှာအမှန်ကဲ ကျင့်သုံးရမှာပါဒါကြီးရည်လေးပူပေါင်းစစ်စင်ကြီးလေးကျင့်ပေါ့နော်လေးကျင့်ပေါ့ကြီးရည်လေးပူပေါင်းစစ်စင်ကြီးကရခိုင်မှာလုံးအောင်ပါဒါနဲ့မြမတက်မတော်ဟိုရှင်တော့ကြီးရည်လေးပူပေါင်းစစ်စင်ကြီးတွေအချင်းချင်းလုံးခဲ့ပူတာရှိပါတယ်လေးကျင့်ကန်တွေလုံးခဲ့တာရှိပါတယ်အခုရခိုင်စစ်မြပြန်ကလည်းအဲ့ဒီလိုပဲကြီးရည်လေးပူပေါင်းစစ်စင်ကြီးတွေလို့သုံးဖို့လိုအပ်ပါတယ်အင်အားကိုဒီမင်းချက်ပြစ်သုံးပြီးတိုက်ခိုက်မှသာတော့တချိန်တို့အောင်မြင်နိုင်မှာဖြစ်ပါတယ်မစွမပုံးလဲဆိုရင်ရန်သူထိုးကြွေးတဲ့အနေအထားမျိုးဖြစ်သွားမယ်အေးလက်ရှိအနေအထားမှာ PDF နဲ့ เนาะပေါင်ပြီးအင်အားကောင်းနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ခုကတော့မိုးကုတ်သတင်းပေါ့နော်မိုးကုတ်ကတော့အားလုံးသိတဲ့အတိုင်းပဲအဲ DIA ကဒါအပြည့်ရစာချုပ်ချုပ်ဆိုပြီး ဒါစစ်ပြင်းရတဲ့အဆင့်ဖြစ်သွားပြီဖြစ်တဲ့အတွက်မိုးကိုကိုပြန်ပေးမယ်မိုးကိုကိုပြန်ပေးမယ်နမ်ဆယ်ဟိုကမိုးမိတ်ကိုပြန်ပေးမယ်ဆိုပြောထားတာရှိပါတယ်ဒါနဲ့ဘယ်နေ့ဘယ်ရက်မှာနောက်ဆုံးထားပြီးစုတ်ခွမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့မသိရသေးပါဘူးအဲ့ဒီရက်မှာနောက်ဆုံးစုတ်ခွမယ်ဆိုရင်ခုခံတိုက်ခိုက်ပါမယ်ဆိုတဲ့ PDF တွေဗမာ PDF တွေဗမာ PDF တွေဗမာ PDF တွေကဒါကိုယ်တည်တွင်ကိုသူတာစစ်ရဲ့သဘောတရားကိုနားမထည်ဘူးနားမလည်ဘူးဟိုမှာလက်နက်ခဲရတော့ပုံနေတဲ့ ဒီလိုဖွဲ့စည်းတော့ရှင်ခံမတိုက်နိုင်ပါဘူးဆိုဒီဗမာဗထက်ကခံတိုက်မယ်လို့ပြောတယ်ဒါသူတို့ကဟိုလေလိုင်းပေါ်မှာတော့အွန်လိုင်းပေါ်မှာရှောက်អော်တာပေါ့နော်စီးရဲအတွေ့အကြုံမရှိလို့အတွေ့အကြုံနဲလို့နော်ဖြစ်နိုင်အိမ်မဖြစ်နိုင်စဉ်းစားဉဏ်နဲလို့ဒါသူတို့អော်ကြတာပေါ့ဖြစ်ပါတယ်ဒါနဲ့ဟို TLL နဲ့နဲ့လဲတူတောင်းယူရမှာဒီမိုးမိတ်တို့မိုး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 ပြန်ဆုပ်ပြီဆိုတာနဲ့ဒါတက်မတော်လက်ကူဒီဒီတွေကအမ်နော်ဗထက်ကိုသူတို့မှန်သူတို့ရှင်းရမယ်အနေထားမျိုးဖြစ်ပါတယ်နော်ဟောဒါစီးရဲ TL နဲ့ PDF ဒီအနေထားဘလို့ရှိတယ်ဆိုတော့ကျွန်တော်တို့ကအကြည့်ရမှာဖြစ်ပါတယ်လက်ရှိအနေထားမှာတော့노โกမျိုးနဲ့အနည်းဆုံးနေရာတွေမှာတတ်မတော်စင်ကြောင်းနဲ့ဝိုင်းဝန်းဝိုင်းရံပိတ်ဆို့ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်နော်ဒါက노โกမျိုးအခြေအနေဖြစ်ပါတယ်နောက်တဲ့သတင်းတစ်ခုပြောမယ်ဆိုရင်တော့ရွေးကောက်ပွဲဥပဒေနဲ့ဘောနော်ရွေးကောက်ပွဲကိုဖျက်လို့ဖျက်စီးဥပဒေနဲ့ဒါရောက်80လောက်ဒါဖန်စီထင်းသိ ခံထားရတယ်။အမှုဖွင့်ခံတာเนาะမြန်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 နေပေါ့เนาะအမှုဖွင့်ထားတဲ့အနေထားမျိုးဟုတ်ဖြစ်တယ်။အဲ့တော့နောက်ထပ်လည်းတိုးလာအောင်မှာဖြစ်တယ်เนาะ။ဟိုဇော်ဘိုးကြီးတို့ဘာလို့တော့ဒါအဖော်ကြီးရသွားနိုင်တယ်။နောက်ထပ်တိုးလာဖို့ရှိတယ်เนาะ။အဲဒါလေးပြောလို့ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။